နမိတ်မကောင်းတဲ့အဝါရောင်ဝတ်စုံနဲ့စင်းနူတော်ပုံစံကိုင်းကအကယ်ဒမီပွဲတက်ခင်လို့လူပြောများခဲ့တဲ့မြမရုပ်ရှင်တယုံဆောင်သူမင်္ဂလာပါရှင်ရွှေမြလင်း channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မြမနိုင်ငံဟာဗုဒ္ဓဘာသာယဉ်ကျေးမှုထွန်းကားရာနိုင်ငံတစ်ခုပါမြမလူမျိုးများစုဟာမြတ်စွာဘုရားမူပြုသောဖရာတရားတန်ကယတနာမြတ်သုံးပါးကိုယူတည်ကိုင်းဆိုင်ကြသူတွေဖြစ်ပါတယ်မြမလူမျိုးတွေဟာအတိတ်တပောင်နမိတ်တွေကိုယုံကြည်ကြပါတယ် ဒီလိုဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေအတွက်ကြီးလို့မြင်းလို့မသင့်တော်တဲ့ပုံစံတစ်ခုနဲ့အကယ်ဒမီပွဲတက်ခဲ့လို့လူပြောများခဲ့တာကတော့တယုံဆောင်အောင်ကူမိုးပဲဖြစ်ပါတယ်တယုံဆောင်အကူမူဟာအစိုးရနီနီခင်းစောငွေကုန်ခံစီစဉ်ရိုက်ကူးတယုံဆောင်ထားတဲ့မြန်မာနိုင်ငံရဲ့ပထမဆုံးမျူစီကယ်ရုပ်ရှင်တစ်ခုဖြစ်တဲ့အိမ်မက်ကာယန်ဇကားနဲ့မှာဖီလိန်လူစီဇေယုတ်ကအကောင်းဆုံးတယုံဆောင်နိုင်ခဲ့တဲ့တယုံဆောင်တစ်ဦးဖြစ်ပါတယ်။ အခုခါမှာတရုတ်ဆောင် ကိုမိုးကယောက်ျားတယောက်ဖြစ်ပေမယ့်အကယ်ဒမီပေးပွဲကိုထူးထူးခြားခြားအဝိုင်းယံဝတ်စုံနဲ့အမျိုးသမီးတယောက်ပုံစံမျိုးနဲ့လှပကြော်ရှင်းစွာဝတ်ပြီးပွဲတက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းလူပြောစရာဖြစ်ခင်တာတခုကတရုတ်ဆောင်ကိုမိုးဟာမြက်စွာဖျားရဲ့ဦးခေါင်းမျက်နှာနဲ့ပုံစံစင်တူတဲ့ရုပ်တစ်ခုကိုကန်ဆောင်လာတာဖြစ်ပါတယ်။ဒါကြောင့်လေတရုတ်ဆောင်ကိုမိုးကိုတော်တော်လေးကိုဝေဖန်ဖြစ်တင်မှုတွေလုပ်ကြတာပါ။ ဒါပြင်တရုတ်ဆောင်အောင်ကုံမုံရဲ့အဝါရောင်ဝတ်စုံဟာမဖင်းဝါနဲ့တူတယ်လို့လည်းပြောကြတာပါတရုတ်ဆောင်အောင်ကုံမုံကတော့သူကဝေဖန်ပစ်တင်နေကြတဲ့လူတွေကိုအခုလိုပဲသူတင်ဝတ်စုံဝင်ရတဲ့အထိပ္ပယ်ကိုရှင်းပြခဲ့ပါတယ် တယုံဆောင်ကုမူးကတော့သူဟာ LGBT2 ဖြစ်တာကြောင့်ယခုနှစ်မြမရုပ်ရှင်ထူးချွန်စုပေးပွဲအခမ်းအနားမှာမြမနန်းတွင်ခေတ်ကယောက်ျားကိုနဲ့မိန်းမထိန်းတော့ LGBT ကိုဆောင်ဝတ်ဆောင်ဝတ်ပြီးထူးထူးခြားခြားပွဲတက်ခင်တာဖြစ်တယ်လို့ဆိုပါတယ်။သူကိုင်းဆောင်ထားခဲ့တဲ့ယောက်ကတော့လူတွေပြစ်တင်နေကြသလိုမျက်စွာဖျားရှင်ရဲ့မျက်နှာတော်မဟုတ်ပဲအင်းဝါခေတ်ကစမင်းသားမျက်နှာပုံမျိုးသာဖြစ်တယ်လို့တယုံဆောင်ကုမူးကပြောလာတာပါ။ လူတွေကသူ့ကိုဖျားပုံတော်ကြီးကင်လာတယ်လို့ပြောတဲ့အခါမှာတော့တတော်လေးကိုထိတ်လန့်သွားခဲ့တယ်လို့တရုတ်ဆောင်ကိုမိုးကရှင်းပြထားပါတယ်။ ။တုံးဆောင်ကိုမိုးကဒလူလူတွေဝေဖန်မှုတွေပြင်းထန်နေတဲ့ဝတ်စုံကိုဝင်ရတဲ့အထိတ်ပင်ကတော့သူဟာမိမပုံစံဝတ်စားထားတဲ့ယောက်ျားလေးတစ်ယောက်ဆိုတဲ့ LGBT အထိတ်ပင်ကိုဖော်ပြဖို့မင်းသားမျက်နှာဖုံးကိုကိုင်ခဲ့တာဖြစ်ပြီးဖျားပုံတော်လို့ထင်နေကြတဲ့လူတွေကတော့လိလာမှုအားနေတာကြောင့်ဖြစ်မယ်လို့အင်တာဗျူးတွေမှာတုံ့ပြန်ထားပါတယ်။တကယ်တော့အဆိုပါမျက်နှာဖုံးဟာ အင်ဝါခေကဆမ်မင်းသားတွေရဲ့မျက်နှာပုံတွေကို inspire ယူပြီးဖန်တီးထားတာဖြစ်ကမြန်မာ LGBT community ကို supporting လုပ်ဖို့ဝှစ်ဆင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းပြည်သက်တွေကတော့တယုံဆောင်အောင်ကူမိုးဟာသူ့ကိုလူတွေစိတ်ဝင်စားမှုရဖို့နမေကြီးဖို့အတန်းရှင်းရဖို့အတွက်လူတွေထင်အောင်ထင်မှားဖြစ်အောင်ဘာသာရေးကိုအသုံးချလိုက်တာဖြစ်တယ်လို့စွပ်စွဲကြတာပါ။ ဒါကြောင့်လေတရုတ်ဆောင်အောင်ကုံမိုးကိုတော်တော်လေးပြစ်တင်ဝေဖန်နေကြပါတယ်အထူးသဖြင့်အတိတ်တပောင်းနမိတ်ဆောင်တဲ့နိုင်ငံမှာဒီလိုဝစ်စုံနေမဝစ်တင်ကြောင်းလဲပြောလာတာဖြစ်ပါတယ်။ယခုကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောဗုဒ္ဓဘာသာဝင်တွေအတွက်မသင့်တော်တဲ့ပုံစံနဲ့ပွဲတက်ခဲ့တဲ့သီရုပ်ဆောင်အောင်ကုံမုံပေါ်မှာမိမိတို့အမြင်ရှိရင်မှတ်ချက်ပေးသွားကြပါအောင်ရှင်။